တင်းနှင်းကလေးနေနံတာသမီမိတ်ဆွေများခင်ဗျာဆရာတို့ဒီနိုဝင်ဘာလမှာဆိုလို့ရှိရင်ပေါ့နော်မိတ်ဆွေတို့ရဲ့စီးပွားကန်စတာတော့ဂိမ်းမှာဆိုလို့ရှိရင်စီးပွားကန်စတာကတလာလို့အတက်ပတ်မှာရှိနေတာဖြစ်ပါလေ ဒီသတိပြုစရာလေးတစ်ချက်အနေနဲ့ပေါ့နော်မိမိရဲ့တဏ္ဍာန်အတွင်းမှာညာနာအားနဲ့ဝိရိယအားနှစ်ခုလုံးကရောရောကြနေတဲ့သဘောတရားလေးကိုမိမိတို့ကိုယ်တိုင်ကိုယ်ကပေါ့နော်လက်ခံနေမိတဲ့သဘောတရားလေးတွေကမိမိတို့ရဲ့တဏ္ဍာန်မှာပေါ်နေတတ်ပါတယ်နော်ပြီးတော့ရှင်မိမိရဲ့ကိစ္စရဲ့မှန်မြတွေလှုပ်เสียရ၊ကိုင်းเสียရမျိုးကိုမိမိကိုမိမိအကြောင်းပြချက်ပေးပြီးတော့မှာပေါ့နော်။ရှောင်လွဲနေမိတတ်တဲ့သဘောတရားလေးတွေကမိမိရဲ့တဏ္ဍာမှာပေါ်နေရတတ်ပါတယ်။ ဒါပေမဲ့ဆရာတို့စမ်းလက်လာဘကံကအပြတ်ဘက်ကိုရောက်နေတာမလို့ဘောနော်လုပ်ငန်းကိစ္စရက်တွေဆောင်ရက်တဲ့နေရာတွေမှာမမျောနှင်းရပဲနဲ့စီဝါစမ်းတက်တာမျိုးတွေနော်ကံစားတာအထောက်ပံ့ရတတ်ရတတ်ပါတယ်နော်မိမိရဲ့လုပ်ငန်းတွေကနေအကျိုးအမြတ်ဖြစ်တာတွေလက်ရှိလောက်ကနေတာလောက်ကနေအတိမတ်ပြုခံရတာတွေငွေကြေးဆုလက်တွေရရှိတတ်တာတွေကရထုတ်တော့တာနော်ဒီနာမည်ကုန်တဲ့တက်တာတွေစတဲ့ကံစားတာတွေဖြစ်ပေါ်ရတတ်ပါတယ်နော်စီဝါရင် အလောက်ကိုင်းနေနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ဆရာတို့ဒီဆက်သူစီးပွားအရေးကိစ္စတွေမှာဆိုလို့ရှိရင်တနည်းနည်းနေနဲ့သားသမီးတွေဒီเนาะစနေနေ့လယ်နေနဲ့ကန်ဆက်တာတွေအကျိုးအမြတ်ဖြစ်တာတွေเนาะအောင်မြင်ရတတ်တာတွေဖြစ်ရတတ်ပါတယ်တနည်းအားဖြင့်ဆိုအောင်မယ်ဆိုလို့ရှိရင်ဆရာတို့ကဒီအထယ်အလိုက်လုပ်ငန်းထီး ဖနက်အနာကြီးအုတ်ထုတ်စတဲ့လုပ်ငန်းတွေနော်လူမျိုးလူမျိုးခြားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေရေချမ်းမြေချနိုင်ငံခြားနဲ့ပတ်သက်ဆက်နွယ်နေတဲ့အလုပ်လုပ်ငန်းတွေနော်ပြီးလို့ရှင်ဆရာအပူဓာတ်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေမီးပေါ့နော်မီးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလျှက်စင်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေခြေလုပ်ငန်းထုံးလုပ်ငန်းဝန်ထမ်းအလုပ်စတဲ့စနေဓာတ်နံတင့်တဲ့ကိစ္စရပ်တွေမှာတည်တဲ့အကျိုးပြုရပါရင်ရှိပါတယ် ငွေချေးကန်စားတာမှာအထူးသတိထားသင့်တာကတော့ဘောနော် တောင်ဆူဆူအရက်ကလူပုဂ္ဂိုလ်ဒါမှမဟုတ်လို့ရှင်ဗုဒ္ဓဟူသာသမီတွေနဲ့ငွေချေးကိစ္စချင်းငါတာစာချုပ်လက်မှတ်ရေးထိုးတာနော်မိမိနေထိုင်ရာအရက်ကနေတောင်ဆူဆူအရက်မှာမြေအဝင်မတော်တာတွေနော်မြေဌာနအယောင်းဝင်လောက်တက်ကိစ္စရဲ့ဒီမှာမတော်တဆလက်ဝယ်ဝယ်မိလို့ရှင်ဘောနော်ပြဿနာဖြေရတတ်တာတွေနော်ပြီးလို့ရှင်နောက်နောက်အမှုခေရုံးမြင့်ကန်တိုင်းနဲ့ပတ်သက်ရတတ်တာတွေပေါ်ပေါက်တတ်တာမလို့သတိပြုဖို့ဆရာအကြံပေးပါရစေ မိမိနေထိုင်ရာအရက်ကနေအနောင်ဆူဆူအရက်နော်ကြာသာပတဲ့အရက်နော်အောင်မြင်မှုရရှိဖို့ရှိပါတယ်နော်မင်္ဂလာသတင်းကြားဖို့ရှိရဲလုပ်ငန်းကိစ္စတွေခရီးသွားလာအရေးကိစ္စအစကောင်းမယ်နော်ကြာဝေးသားသမီးနော်တောက်ကြနေတဲ့သားသမီးတွေနဲ့ပူးပေါင်းဆောင်ရွက်တဲ့ကိစ္စတွေမှာနော်အကြံစီတွေအောင်မြင်တာမျိုးတွေဖြစ်ရခြင်းရှိမယ်နော်အကျိုးစီးပွားတွေလိုရင်ဆန္ဒတွေပြေဝကြစေမယ် ရှောင်ရှားရမယ့်ဆရာတို့ဒီအရက်ကတော့ဗောနော်တောင်ရက် data ဒါမှမဟုတ်လို့ချင်းဗုဒ္ဓဦးနိမ့်နယ်နေနဲ့ဒါဖြစ်ပါတယ်နော်ဒီဟာတွေရဲ့အဓိကအကြောင်းအရာကတော့ဆရာတို့ကဒီဗုဒ္ဓဦးသားသမီးနဲ့ကန်ဆက်တူအချိုးပေးအားနည်းနေလို့ဖြစ်ပါတယ်နော် ဒီလာထဲမှာငွေကန်အတွက်ပို့ပြီးအဆင်ပြေရဖို့အတွက်တည်တံ့ငွေကြေးကိုစွန့်ရင်စိမ့်မဲ့တိုက်ရတဲ့အရာတွေတခုပြုလုပ်ဆောင်ရလိုတဲ့သူတွေအတွက်ပေါ့နော်ဆရာတို့ကလေးတယောက်ယောက်ကိုပေါ့နော်မြေပဲပါတဲ့မုန့်တစ်မျိုးမျိုးပေါ့နော်ဆရာတို့ဥမာအနေနဲ့ဆရာတို့မြေပဲယူပေါ့နော်ဝယ်ကျွေးနိုင်ပါရဲ့နော်ဒီကလေးငယ်အနေနဲ့လည်းမုန့်ရရင်ပြောင်းရရသလိုမိမိမှလည်းငွေကြေးကန်တွေကိုရှင်နှန်းလာပါစေလိမ့်မယ်နော်ဒီကျမ်းမာရေးမှာ အနှဲငယ်တတိထားမဲ့အခါကာလလေးတစ်ခုဖြစ်နေတဲ့ပါတယ်နော်အစာတောင်မှားတာတွေနော်အချိန်မမှန်အစာမစားမိတာတွေအစာနဲ့ပတ်သက်တဲ့ရောဂါတွေဒါဂရုစိုက်ရဖို့ရှိမယ်နော်တနည်းအားဖြင့်ဆရာတို့ဒီအစားအသောက်နဲ့ပတ်သက်ပြီးတော့ဗောနော်ဒီနေထိုင်စားသောက်မှုပုံစံမှားရွက်နာတွေမိမိရဲ့တံတမှာပေါပေါအောင်မျိုးရှိပါတယ်နော်အစာလွန်နာတွေအစာအိမ်နဲ့ပတ်သက်တဲ့ နော်ယောဂဘေးဘေးရည်နော်နေတိုင်းစားသောက်မှုပုံစံမျိုးအတိအကျယူပြပေးပါလို့ဆရာတင်ပြတာများများကိုမှားချင်ပါတယ်နော်နောက်ထပ်ဆရာတို့ကျမ်းမာရဲ့အညံ့အနေနဲ့ပေါ့နော်အငင်းအာယုံကြောအာနေနာတွေတွားကြိုက်တာတွေဘိုင်းနာတာတွေနော်တွားကြိုက်တွားနာနာတွေဘိုင်းနာတာတွေပေါ်အပ်တဲ့လို့ဆရာတို့ဒီခွဲစိတ်ကုသမှုခံယူရခြင်းတွေဒါရှိနေတတ်ပါတယ်နော် အချင်းရေးကန်စားတာမေတ္တာရေးအချက်ဆန်းတွေမှာကံပေါ်တက်တဲ့အခါကာလလေးဖြစ်ပေမဲ့လေပေါ့နော်ဆရာတို့ဒီဂယုဆိုင်ရမှာကမိမိရဲ့ချစ်သူဒါမှမဟုတ်ကိုယ့်ရဲ့အိမ်ဆောင်ဘက်ကတနေ့ကနေတာသမီးအချင်းချင်းဖြစ်နေတာတွေဗုဒ္ဓဟူးနေနေနေဆိုလို့ရှိရင်ပြဿနာတက်ရတက်တာလမ်းခွဲရတက်တာနော်တပားသူစကားကြောင့်ပေါ့နော်အစဉ်ပြေနားလည်မှုတွေမြဲပနေရတဲ့အခါကာလလေးတခုဖြစ်နေတတ်ပါတယ်နော်ဆရာတို့ဒီကြံနေနဲ့အများနေနဲ့အများဆုံးနဲ့အတင်းတင်းပြီးတော့မှမေတ္တာရေးဆန်တဲ့အခြေရေးကံတွေကကောင်းနေရတတ်ပါရဲ့ ဒါကြောင့်ဆရာတို့မေတ္တာရေးမှာပေါ့နော်ကိုယ့်ရဲ့ချစ်သူဒါမှမဟုတ်ကိုယ့်ရဲ့အိမ်တော်ဘက်ကတနည်းနည်းနဲ့နိဗ္ဗာန်သမီးဘုဒ္ဓဦးနဲ့နိဗ္ဗာန်သာသမီးရေဆိုလို့ရှိရင်အချင်ရဲ့အိမ်တော်ရဲ့ကံစားရမှာပို့ပြီးတော့မှသတိထားဖို့ရှိနေရတတ်ပါတယ်ဒီပညာရေးကံစားတာပညာဉာဏ်ကိစ္စတွေမှာတိုးတက်ရဖို့ရှိရယ်နော် ဆရာတို့ဒီမိမိတဏ္ဍမှာပေါ့နော်တဏ္ဍ၌ကိုဝါဆရာတို့ညာနာအားတွေဝရိယအားတွေရောကြတတ်တဲ့သဘောတရားရှိနေတာမလို့ပေါ့နော်ယာတုယာကံကိစ္စတွေလုပ်ငန်းပိုင်းဆိုင်ရာတင်ယူတက်မြောက်တတ်တဲ့ကိစ္စတွေမှာကံညာဝရိယသုံးခုလုံးချိန်ကြီးတက်ဖို့လိုပါမယ်တက်သည့်နားလဲစွာနဲ့လောက်ကင်နိုင်မှလည်းဒီအခွင့်ရေးတွေအခွင့်လန်းတွေအမီးရဆုပ်ကင်နိုင်မှဖြစ်ပါတယ်နော် လူမှုရေးရာဆိုင်တွေအများအကျိုးပြုလုပ်ငန်းတွေအပေါင်းအသင်းဆိုင်ရာအကျိုးပြုတဲ့ကံစားနာမှာကဆရာတို့ဒီတနင်္လာနေ့နံသာသမီကျန်လာပြီနေ့နံသာသမီတောက်ကြနေ့နံသာသမီတွေနဲ့ငွေကြေးစကားပြောတာတွေငွေကြေးကိစ္စဆောင်ရွက်တာတွေတက်လာလို့အဆင်ပြေတက်မြတ်မှုရှိရတတ်ပါတယ်ထို့ပုဂ္ဂိုလ်များနဲ့လူမှုရေးရာကိစ္စတွေအလူဒါနတွေမှာတွဲဆက်ပြီးတော့မှလှုပ်ဆောင်ရတတ်ပါတယ်ဒီအရှိရဲ့ အနောက်ရက်နဲ့မြောက်ရက်ဒေတာတွေမှာလူမှုရေးကိစ္စတွေပေါ့နော်ပရိုက်တာကိစ္စတွေအလူတန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှထိုးထိုးရက်ဒေတာတွေမှာအထူးအောင်မြင်မှုရတတ်ပါတယ်နော်လူမှုရေးကိစ္စတွေမှာနော်ထိုးပုံကိုယ်တွေနဲ့အကျိုးပြုခံရဖို့ရှိပါတယ်နော်ဆရာတို့ဒီအခု၁၇လပိုင်းအတွက်ကံကြိုးပေးအကောင်းမဲ့ကဏ္ဍသင်ချာအနေနဲ့ နှစ်ကနန်း၅ကနန်းနဲ့၆ကနန်းတွေဖြစ်ပါတယ်เนาะအဲ့ဒီကနန်းလေးတွေကိုဆောင်ရွက်ဖို့တရပေါ်မှာဆရာတို့ shop ပဲနေနဲ့ရေးပြီးတော့မှကိုယ့်ရဲ့ငွေဝင်အဲ့ကိုယ့်ရဲ့ပတ်စံရေးစသဖြင့်ကိုပိုင်ငွေကြေးထားရနေရာတွေမှာငွေတွေနဲ့တူအဆောင်ရတရားပြထားကြည့်ဖို့ဆရာတိုက်တွန်းလိုပါတယ်နော်ငွေမြဲမှုတွေနော်ငွေမြဲတာတွေအကျိုးတစုံတရာမရှိဘဲနဲ့ငွေကုန်တာတွေကလည်းကာကွယ်နိုင်ပါလိမ့်မယ်တနည်းအားဖြင့်လက်လာဘကံပွင့်ဖို့အတွက်လည်းအထောက်အကူကောင်းဖြစ်စေပါလိမ့်မယ်နော်ဂျိုဂျီနဲ့အဆောင်ရတရားပြထားကြည့်ဖို့ဆရာအကြံပေးချင်ပါတယ် ပြီးတော့ကျောက်ဒီကနန်းတွေကိုပေါ့နော်ငွေကြေးကိစ္စတွေစာချုပ်စာတမ်းကိစ္စတွေအယောင်းဝယ်အမြန်ဆုံးများလို့ရဲ့ကိစ္စတွေမှာပေါ့နော်အချိန်ကာကာလအနေနဲ့တော့၎င်းရက်စွဲအနေနဲ့တော့၎င်းပေါ့နော်ဒီတိုက်တိုက်ဆိုင်ဆိုင်နဲ့တေးချာချာဆွဆွမြဲမြဲဆရာအတုံးပြုကြည့်စေချင်ပါရဲ့နော်မိမိရဲ့ကုသိုလ်ကံပေါ်မူတည်ပြီးတော့မှအကျိုးစီးပွားကံအကျိုးပေးအားကောင်းတာတွေကိုယ်တိုင်းကြုံလို့ရပါလိမ့်မယ် ဆဲဟုတ်ဒီအဆောင်ရေရပြက်ထားရှိမဲ့ဆံရွက်တွေကိုအပိုင်းစာလေးကိုနော်ဆဲဟုတ်ဒီ17လပိုင်းကုန်တဲ့အခါမှာအထက်အဆောင်ရေတရားပစ္စည်းအဖြစ်ဆောင်ရွက်တဲ့အတွက်ပေါ့နော်ဆဲဟုတ်တန်ရှင်းတဲ့မြေချောင်းစတဲ့ရင်းရှင်းမှာစွန့်ပေးရမှာဖြစ်ပါတယ်နော် ။တနည်းနဲ့လေးနံဘွားသားသမီးများအတွက်ဆရာတို့17လပိုင်းအတွင်းမှာကံပွင့်လက်ပွင့်ပြီးတော့မှလုပ်ငန်းကင်ကန်းတို့အထူးအောင်မြင်စေလိုခြင်းအဖဘက်ကနေပြည့်စုံစေလိုခြင်းတို့အတွက်အထူးရည်တရာအနေနဲ့ပေါ့နော်မိမိရဲ့နေနံဘုရားဖြစ်တဲ့အရှိမြောက်ရဲ့ဘုရားဒါမှမဟုတ်လို့ရှိရင်နေနံဘုရားတွေမှာတောက်ရောက်ဖို့မလွယ်ဘူးတဲ့ပုံပေါ်တွေကကိုယ့်ရဲ့အိမ်ဘုရားမှာ နော်ကြံညွတ်၃ရွက်လူပေးပေးပါနော်ဒါမှမဟုတ်လို့ရှင်ကြံစက်ပိုင်း၃စက်ပါတဲ့ကြံညောင်းတစ်ချောင်းကိုဖန်ခွက်လေးတစ်ခုမှရေထည့်ပြီးတော့မှဆရာတို့ဒီအရှိတောင်အရက်ကြတဲ့ဒေတာမှာပေါ့နော်အရှိတောင်အရက်ကြတဲ့နေရာမှာထားပြီးတော့မှလူပေးပေးပါနော်ဒီစင်စာတွဲခေါမှုတွေမန်ကန္နာရာဝရိယအားတွေဆွဲလုံလာတွေနော်ဆွဲလုံလာအားတွေနော်စစ်တပ်ခွန်အားတွေတိုးတက်လာတာအောင်မြင်မှုတွေရရှိပိုင်ဆိုင်လာကြစေဖို့ဖြစ်ပါတယ်နော်ဆရာတို့ဒီ ဓာတ်ရတရာအနေနဲ့ပေါ့နော်ဆရာတို့ပန်းနေနဲ့အောင်တပြေ၅ညွန့်နဲ့အုံ၃ညွန့်တွဲပြီးတော့မှထပ်မံလူရန်ပေးပေးပါနော်ဖះမှာတောက်တော်ရေချမ်းငါးခေါက်ကတ်လူပေးပါနိနေအပြင်ဆရာတို့၁၇လပိုင်းရင်တနေ့နေ့နေ့တွေမှာအထူးလူရန်ပူဇော်ပေးပေးပါ အချိန်အခါအနေနဲ့မနက်9:00နာရီကနေမနက်6:00နာရီအတွင်းမှာရအောင်လှူပေးရမှာဖြစ်ပါရဲ့နော် ဖះရှင်ရဲ့ဂုံတော်ပတိစိတ်လို့သူများအတွက်လောကဝိတုဂုံတော်ကိုပတိစိတ်ပေးရပါမယ်ဂုံတော်ကိုလည်းအနတ်အိဗယ်နဲ့တင်းချာချာဂုံတော်ပွားများစေလို့ပါတယ်ဆရာတို့ဒီလောကဝိတုဂုံတော်ပေါ့နော်တတလောကဩဃတလောကသင်္ခါရလောကဟုဆိုအပ်သောလောကသုံးပါးကိုအကျွင်းမဲ့သိတော်မူသောမြတ်စွာဘုရားလို့ပွားများပြီးတော့မှဂုံတော်ကိုအ ਨੇ သောပရိသတ်မရအောင်စိတ်ပေးပါဆရာတို့မှတ်ရခတ်နေတယ်ဆိုလို့ရှိရင်လည်းလောကဝိတုဟလာလောကသုံးပါးကိုသိတော်မူသောမြတ်စွာဘုရားလို့ရွတ်ဆိုပွားများပေးပါနော်ဆရာအခု ပေးတဲ့ရတရားတွေကပေါ့နတ်ခတ်ကိုမိပြီးတော့မှဓာတ်ရတရားတွေတွက်ချက်ပေးထားတာမလို့ပေါ့နော်ဆရာတို့ဒီရတရားအကျိုးပြုမှုအတွက်ပေါ့နော်ဓာတ်ရှုပ်ထွေးမှုမရှိအောင်လို့ဆရာပေးထားတဲ့အတိုင်းအတိအကျလူရန်ပူဇော်ပေးပေးပါနော်ရတရားလည်းခြေစေမြက်ကုတိုလည်းရစေမြက်ကံပွင့်လက်ပွင့်ပြီးတော့မှလုပ်ငန်းကံငန်းစီးပွားရေးမှာနော်တနည်းအားဖြင့်အထောက်အကူပြုပြီးတော့မှအောင်မြင်လာကြစေဖို့အတွက်ဖြစ်ပါတယ်နော် တင်းငင်းနေနေနံဘွားမိတ်ဆွေများအားလုံးကိုကျမ်းမာဆက်ချမ်းသာပြီးတော့မှဆက်တက်လာပိုင်းတလာလုံးမှာဘေးဘရာခတ်သိမ်းအပူခတ်သိမ်းကင်းရှင်းကြပါစေကြောင်းဆုမောကောင်းတောင်းပေးရနဲ့ဆက်တက်လာပိုင်းအတွက်တင်းငင်းနေနံသားသမီးဟော်စလန်လေးကိုဆရာဒီမှာပဲအဆုံးသတ်လိုက်ရပါတယ်။